မင်္ဂလာပါရှင်။ရာသီဥတုအရန်ပူတဲ့အခုလိုမျိုးခါမှာအသားငါးဟင်းနေလဲမစားခြင်းဘူး။ထမင်းစားလဲပြတ်နေတယ်ဆိုရင်ထမင်းစားမိန်စေတဲ့ခရမ်းသီးမီးဖုတ်ကြော်နီးလေးမျှဝေပေးကြပါရစေရှင်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ခရမ်းသီးနှလုံး၊ကြက်ဥနှလုံးနဲ့ကြက်သွန်နီးတဥပဲလိုအပ်ပါတယ်ရှင်။အရင်ဆုံးခရမ်းသီးမီးဖုတ်ဖို့အတွက်မီးမွှေးလိုက်ပါမယ်ရှင်။ခရမ်းသီးမီးဖုတ်တဲ့အခါမှာအာဗန်နဲ့ဖုတ်လဲရရဲဆိုပေမဲ့အခုလိုမျိုးမီးသွေးနဲ့ဖုတ်မယ်ဆိုရင်အနက်လေးပိုမွှေးပြီးတော့ပိုပြီးတော့စားလို့ကောင်းပါတယ်ရှင်။ခရမ်းသီးကိုအကြက်ညီအောင်လို့လှည့်လှည့်ပေးရပါမယ်ရှင်။ အခုလိုမျိုးခရမ်းသီးတစ်လုံးလုံးအယောင်ပြောင်းပြီးတော့ဤသွားတဲ့အနေထားရောက်ပြီဆိုရင်တော့ຢ່າသွားပါပါရှင်။အခုလိုမျိုးအခြေအနေရောက်ပြီဆိုရင်တော့ဆဲထုတ်လိုက်လို့ရပါပါရှင်။မီးဖုတ်ပြီးတဲ့ခရမ်းသီးတွေကို ပြားတွေမီးခဲတွေကတ်နေရမျိုးမရှိအောင်လို့ရေနဲ့ဆေးပေးလိုက်ပါမယ်ရှင်။ရေဆေးပြီးတာနဲ့ဆဲထုတ်ပြီးတော့ဒီမီးကျွမ်းနေတဲ့အခွန်တွေကိုခွာထုတ်လိုက်ပါမယ်။ ခွန်ခွန်ပြီးတဲ့ခရမ်းသီးတွေကိုတော့ခတ်သေးသေးလေးတွေဖြစ်သွားအောင်လို့ကက်ကြီးလေးနဲ့ညှက်ညှက်ပေးလိုက်ပါမယ်ရှင်အခုစပြီးတော့ကြော်ဖို့အတွက်အိုးတွေကိုစီမြဲမြားလေးထည့်ပေးပါမယ်။ခန်းသီးကြော်ကတော့စီ အရန်နေလို့တော့မရပါဘူးရှင်။စီလေးပူလာပြီဆိုတာနဲ့ကြက်သွန်နီတအုပ်ကိုမထူမပါလှိတတ်တာလေးအရင်ထည့်ကြော်လိုက်ပါမယ်။ ကြက်သွန်နီလေးနွမ်းပြီးတော့အနံလေးတော်တော်လေးမွှေးလာပြီဆိုရင်တော့ဆက်နွှဲမှုန့်လေးထည့်လိုက်ပါမယ်ရှင်ဆန်နွင်းနံလေးပျောက်သွားအောင်လို့ခဏလောက်မှွေပြပြဆိုတာနဲ့ခုနခရမ်းသီးမီးဖုတ်ထားတာလေးထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်ရှင်။ကိုကကြေးလေးကြိုက်တယ်ဆိုရင်ဇုံးလေးနဲ့ထိုးထိုးချေပေးပါ။တိတ်ပြီးတော့ကြေးတာမကြိုက်ဘူးဆိုရင်တော့အပေါ်အောက်မှွေယုံလေးပဲမှွေပေးလို့ရပါတယ်ရှင်။ ကျက်သွန်ကြောနဲ့ခဏလောက်နှံ့အောင်ဝေပြပြီဆိုတာနဲ့ကြက်ဥနှလုံးဖောက်ထည့်လိုက်ပါမယ်ရှင်။ကြက်ဥလေးဖောက်ထည့်ပြပြီဆိုတာနဲ့အရသာအတွက်ကြက်သားမှုထည့်ပါမယ်ရှင်။စားလေးထည့်ပါမယ်ရှင်။ကိုကအရသာချိုးချိုးလေးစားကြတယ်ဆိုရင်တကြားလေးပါနည်းနည်းလောက်ထည့်ပေးလို့ရပါတယ်။ ခရမ်းသီးကကျက်ပြီးသားဆိုတော့အကြာကြီးထပ်ပြီးတော့ကြော်စရာမလိုပါဘူးခရမ်းသီးမိဖုတ်ထားတဲ့အနံ့လေးကအခုကြော်နေရင်းနဲ့ကိုတအားအဝင်နေပါပြီရှင်အရသာလေးနှံ့အောင်ဝင်ပြီးလို့ကျက်ဥလေးတွေကျက်လောက်ပြီဆိုတာနဲ့မိပိတ်လိုက်လို့ရပါပြီရှင်အခုလိုမျိုးကြက်ဥလေးနဲ့ပြန်ပြီးတော့ကြော်စားမယ်ဆိုရင်အရသာကတအားစိတ်ပြီးတော့ပို့ပြီးတော့စားလို့ကောင်းပါတယ်ကြော်စားကြည့်ပါရှင်ကလေးရောလူကြီးပါ အကြိုက်တွေမှာသိကြပါရဲ့ရှင် မီးဖုတ်ထားတဲ့အနံမှွေးမှွေးလေးနဲ့အရသာကစိတ်စိတ်လေးဆိုတော့ထမင်းအယမ်းမိန်စေတဲ့ဟင်တစ်ခွက်ဖြစ်ပါတယ်နွေရသည်တအားပူတော့ထမင်းစားပြတ်တယ်ဆိုရင်အခုလိုမျိုးလေးအနံ့မှွေးမှွေးလေးနဲ့အရသာလေးလည်းတအားစားလို့ကောင်းတယ်ခရမ်းသီးမီးဖုတ်ကြက်ဥကြော်လေးကြော်စားကြည့်ပါရှင်အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျန်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်းဝေးကြပါစေရှင်